ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့တိုက်စစ်မှုတစ်ခေါ်ဖို့ပြင်ဆင်နေတဲ့လီဗာပူးလီဗာပူးအသင်းဟာနယူကာဆယ်တိုက်စစ်မှုအလက်ဇန်ဒာအီဆက်ကိုဗြိတိန်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်အလက်ဇန်ဒာအီဆက်ကိုလီဗာပူးကနယူကာဆယ်ဘက်ကတတ်မှတ်တဲ့ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်တန်း350အထိပေးပြီးခေါ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ် အမှန်တကယ်သာခေါ်ယူခဲ့မယ်ဆိုရင်လီဗာပူးဟာလီဗာကူဇင်ကွင်းလယ်ကစားသမားဖလော်ရီယန်ဝစ်ကိုပြောင်းရွှေ့ကြေးပေါင်136တန်းပေးခေါ်ပြီးပြည်ထိုင်တိုင်းမှာပြောင်းရွှေ့ကြေးအများဆုံးနဲ့ခေါ်ယူခဲ့တဲ့စံချိန်တင်ခဲ့တာကိုကိုယ်တိုင်ထက်မှန်စံချိန်တစ်တင်တယ်လို့ဖြစ်လာမှာဖြစ်ပါတယ်လီဗာပူးနီးပြအာနီစလော့ခါစွမ်းဆောင်ရည်ကောင်းတွေမပြနိုင်တဲ့တိုက်စစ်မှုဒါဝင်နူနက်စ်ကိုရောင်းထုတ်ပြီးအလက်ဇန္ဒားအီဆက်ကိုခေါ်ယူဖို့အသင်းကိုတောင်းဆိုထားပြီးဖြစ်တယ်လို့လည်းသတင်းတွေအခိုင်အမာထွက်ပေါ်ခဲ့ပါဗျ အလက်ဇန်ဒါအီဆက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီကပရီးမီးယားလိဂ်ပြိုင်ပွဲမှာနျူကာဆယ်အတွက်23ဂိုးအထိသွင်းယူပေးနိုင်ခဲ့တယ်လို့ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကျိုးသက်ရောက်မှုအမြင့်ဆုံးတိုက်စစ်မှုအဖြစ်လဲသတ်မှတ်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။